DN အလေကမိုးကုတ်မြို့ကိုတစ်တုံညာနှစ်ခွန်ဆစ်စင်ရဒုတိယပိုင်းအတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။တစ်တုံညာနှစ်ခွန်ဆစ်စင်ရဒုတိယပိုင်းကိုတော့2024ခုနှစ်ဇွန်လ25ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တလအကြာမှာမိုးကုတ်မြို့ကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်တဲ့ပုံ DN အလေကမိုးကုတ်မြို့ကို2024ခုနှစ်ဇူလိုင်လ24ရက်နေ့ညနေပိုင်းကနေစတင်ပြီးတော့ထိန်းချုပ်ခဲ့တာဖြစ်ပြီးအဲထိန်းချုပ်ပြီးတဲ့နောက်တပတ်အကြာမှာတော့မိုးကုတ်ခေါက်ခွင်းကိုစတင်မြေလံခဲ့ပါတယ်။ ဘွန်ဒီယန်အလီကနောင်ချိုကြောင်မဲတေဘောမျိုးသုံးမျိုးကိုလက်လွတ်ပြီးတော့ဆစ်ရှုံးပြီးတဲ့နောက်မှာတော့အခုဆိုရင်ဒီမိုးကုတ်မျိုးကိုရက်ပေါင်း463ရဲ့အကြာမှာပြန်လည်ပြီးတော့လွှဲပြောင်းမှမယ်ဆိုရဲအပြစ်ခတ်ရစေးရေးစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်ဒီကရေစေးစာရုပ်ကတော့အားလုံးသိကြတဲ့အတိုင်းပါပဲပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာ29ရက်နေ့ကစတင်ခဲ့တာဖြစ်ပါတယ်။အပြစ်ကရေစေးစာရုပ်ချုပ်ဆိုပြီးတဲ့နောက်ပလောင်လက်နက်ကင်တပုံပြန်တဲ့လေးတွေထင်းချုပ်ထားတဲ့မိုးကုတ်ကနေစွန့်ခွာပေးရတော့မှဖြစ်ပြီးတော့ဒီနေ့နိုဝင်ဘာ22ရက်နေ့မှာတော့ ပလောင်တွေထွက်ခွာသွားတော့မယ်အကျန်းဘက်တွေမရှိတော့တဲ့မြို့ကြီးကလည်း6ကက်လျက်ရှိပါတယ်မြို့ကြီးကဘာကြောင့်6ကက်နေတယ်လဲဆိုတော့ပလောင်လက်နက်ကင်စပုံ DNL နဲ့အတူရပောင်း460ကျော်အလူတကရှိခဲ့တဲ့အကျန်းဖက်အာပေတွေအလုံးကတမတော်ကပြန်လဲထိန်းချုပ်တော့မှဖြစ်တဲ့အတွက်ရက်တိကျက်တွေမှားခဲ့တာဖြစ်တဲ့အတွက်အေးအေးယူခံရမှာတွေဖန်စီစတိန်သိန်းခံရမှာတွေကြောင်းရုံနဲ့တွေဆွန့်ခွာသွားကြတဲ့သူတွေလည်းရှိတယ်လို့ပလောင်အကျန်းဖက်သမားတွေပြီးကက်ကက်နေဒီနိုင်ငံရေးအရာ NUG လောက်ခံ PDF တွေနဲ့မိုးကုတ်မျိုးကိုလက်လွှဲလက်ပြောင်း ပြုတ်လုတာတွေရဲ့နောက်ဆက်တွဲမိုးကုတ်မြို့ထဲမှာရှိနေတဲ့ဒေသခံတွေကဆုံခွာသွားကြပြီဖြစ်ပါတယ်။အခုနိုဝင်ဘာ22ရက်နေ့မှာတော့မိုးကုတ်မြို့ကြီးတစ်ခုလုံးက6ကပ်နေပြီးတော့မိုးကုတ်မြို့မှာရှိနေတဲ့လမ်းတွေအလုံးမှာသွားသူလာသူမရှိတဲ့လောက်ဖြစ်သွားပြီလို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ကလေးကဒီပလောင်လက်နက်ကိုင်တပုံ DNL ရဲ့ရုံးလုပ်ငန်းစဉ်တွေအလုံးရပ်ဆိုင်သွားပြီဖြစ်ပြီးတော့ပလောင်အလံတွေအလုံးကိုလည်းဖြုတ်သိမ်းသွားပြီဖြစ်ပါတယ်။ ဒီနိုဘာ22ရက်နေ့မှာတော့မိုးကုတ်မြို့ထဲမှာပလောင်ရက်တက်ဖွဲ့ဆိုတဲ့ဒီပလောင်အကျန်းဖက်တချို့သာကြမ်းရှိပါတော့တယ်။လာမယ့်နိုဝင်ဘာ25ရက်နေ့မှာတော့ဒီပလောင်အကျန်းဖက်တွေအားလုံးမိုးကုတ်မြို့ထဲကနေတပွားမှမကြမ်းဆွန်ဖိုင်ရတော့မှာဖြစ်ပါတယ်။အရင်တော့နိုဝင်ဘာ30ရက်နေ့ကနေစပြီးတော့ဒီဒီဇင်ဘာ10ရက်နေ့အထိတမ်မတော်ကဒီရန်နရာကြီးလေပတ်နိုင်ရေးအတွက်တမ်မတော်စစ်ကြောင်းတွေနိုင်ငံဝန်ထမ်းတွေနဲ့အတူမိုးကုတ်မြို့ကိုပြန်လည်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ ဒီနေရာမှာအပြစ်ခတ်ရစဲရစာချုပ်ပါဒီပြန်လည်ဖက်ပြောင်းရမယ်မျိုးကနှမျိုးဖြစ်ပါတယ်မိုးကုတ်နဲ့မိုးမိတ်ဖြစ်တယ်ဆိုပေမဲ့လက်ရှိအချိန်မှာတော့ဒီမိုးကုတ်မျိုးပြန်လည်လွှဲပြောင်းရေးကဟောဒီအကျန်းဖက်သမားတွေရဲ့ကြာပလောင်လက်နက်ကင်သဘုံ DNA တွေနဲ့ပြည်ပြီးအုပ်စုတွေရဲ့ကြားမှာလည်းတိုက်ခံနေဂရက်ကောက်ကဆတွေပေါ်တိုက်မှုတွေဖြစ်ပေါ်နေရရှိပါတယ်။မိုးကုတ်မျိုးကိုပြန်လည်လွှဲပြောင်းရေးအတွက်အကျန်းဖက်သမားတွေက ဒီမိုးကုတ်မြို့ကိုလွတ်တန်ကကြီးတဲ့ပုံစံမျိုးနဲ့ဆက်လက်ထင်းချုပ်လုပ်ဝင်မဲ့ပလောင်အကြမ်းဖက်သမားတွေကပြီးခဲ့တဲ့နိုဝင်ဘာ12ရက်နေ့ကပဲရှိုးမြို့မှာတွေ့ဆုံမှုအတွင်အကြမ်းဖက်သမားတွေမိုးကုတ်ကြက်ပြင်ကနေအာလုံးဆုံးခွာရမယ်ဆုတ်ခွာရမယ်ဆိုပြီးတော့ခွေးမောင်းတို့လိုမောင်းထုတ်လာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အခုလက်ရှိမိုးကုတ်ကိုစူပေါင်းကာကွယ်မယ်ဆိုတဲ့မြင်းကြံတောင်သားနဲ့ထိုးကြီးကအညာသားတွေဇက်ကိုင်းရွှေဘူဝက်လက်မှာရှိနေတဲ့တောသားတွေနဲ့ ညာရောစောဒေတာမှာရှိနေတဲ့ရောဒေတာကအညာသာတောသားတွေအားလုံးကမိုးကုတ်မျိုးကနေမောင်းထုတ်ခံရပြီဖြစ်ပြီးတော့အခုဆိုရင်28မိုင်အကွာဝေးမှာရှိနေတဲ့မိုးမိတ်မျိုးမှာသွားရောက်ခိုလုံနေကြပါတယ်။အခုအပြင်မိုးမိတ်မျိုးကိုပြန်လည်လွှဲပြောင်းရမယ်ဆိုပေမဲ့လက်ရှိအချိန်ပလောင်ကျန်းဖက်တွေစုပ်ခွာနေကြတာကတော့မိုးကုတ်မျိုးတစ်ခုတည်းသာရှိတယ်လို့သိရပြီးမိုးမိတ်ကပလောင်ကျန်းဖက်သမားတွေကို NUG ပြည်ပြည်အုပ်စုတွေကနောက်ပြီးတော့ကချင်လက်နက်ကိုင်တပုံ KIA ရောသုံးဘွဲ့ခြေချင်းလိန်ခြေရှုံးနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ ။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကင်တပုံ DNA အပြစ်ခတ်ရက်စဲရေးစာချုပ်ပေါ်အကြောင်းအရာအရတော့မိုးကုတ်နဲ့မိုးမိတ်နှမျိုးလုံးကိုလွှဲပြောင်းရမှာဖြစ်ပေမဲ့အကြမ်းဖက်တွေရဲ့လက်ကင်ထုတ်တွေဖြစ်တဲ့ပလောင်တွေရဲ့ခိုင်းဘက်တွေဖြစ်တဲ့ PDF တွေအားလုံးကမိုးမိတ်ကိုစွန့်ခွာသွားကြတယ်။မိုးမိတ်ကိုစွန့်ခွာစုပ်ခွာသွားကြတယ်ဆိုတာကလည်းကချင်လက်နက်ကင်တပုံ KIA ကသူ့ရဲ့ဒီနက်ဖက်ကဒေတာကဝင်ပေါက်မဘိမျိုးရဲ့ဝင်ပေါက်ဖြစ်လာမဲ့မိုးမိတ်ကိုလက်နက်တက်ဆင်ပြီးတော့အကြမ်းဖက်တွေကိုအုံချဖို့တဲ့စီစဉ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီတွေ NUG ပြည်ပြည်အုပ်စုရဲ့အတုံးချခံ PDF တွေကမိုးမိတ်မျိုးကိုပျော်ပျော်ကြီးစွန့်ခွာနေကြပါတယ်။မိုးမိတ်မှာပြန်လဲစုဖွဲ့ပြီးတော့မိုးကုတ်ကိုပြန်လဲတိုက်ခိုက်မယ်ဆိုတဲ့သူတို့ရဲ့ရည်မှန်းချက်တခုလည်းထားရှိပါသေးတယ်။ဒီလိုပြန်လဲတိုက်ခိုက်မယ်ဆိုတဲ့ရည်မှန်းချက်အတွက်လည်းကချင်လက်နက်ကိုင်တပုံ KNA ကလက်နက်တပ်ဆင်ပေးတာတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။အဲဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ဒီနေ့နိုဝင်ဘာ22ရက်နေ့မှာတော့မိုးကုတ်မြို့ကြီးကတိတ်ဆိတ်6ကပ်သွားပြီဖြစ်ပါတယ်။မကြခင်တန်းတော်စစ်ကြောင်းနေပြန်လဲဝင်ရောက်လာရင်တော့ အကြမ်းဖက်တွေနဲ့အတူရှင်တွဲနေထိုင်ခဲ့တဲ့သူတွေအကြမ်းဖက်လုပ်ငန်းတွေကိုစနစ်တကျထောက်ပံ့ပေးခဲ့တဲ့သူတွေအကြမ်းဖက်သမားတွေနဲ့ပလောင်လက်နက်ကိုင်းတပုံ DNA လေးကိုတပြေပန်းနဲ့ကြိုခဲ့ကြတဲ့သူတွေအားလုံးကတော့သူတို့သမိုင်းသူတို့ရေးပြီးတော့လက်ပြမလုံတဲ့အတွက်မိုးကုတ်ကနေတောကျူအောင်ကြားတိရှောင်းနေကြရပြီဖြစ်ပါတယ်။အဒါကြောင့်မလို့လေဒီမိုးကုတ်ကနေစွန့်ခွာသွားတဲ့သူတွေကမိုးမိတ်ကနေတဆင်တွင်းငယ်တပေချင်းဘက်တွေစွန့်ခွာလာတယ်ရှိသလိုမိုးကုတ်မိုင်းလုံးလမ်းကနေတဆင်ကြောင်မဲဘက်ကိုစုတ်ခွာလာတယ်လည်းရှိပါတယ်။ အဲ့ဒီတွင်ပြီးခဲ့တဲ့နိုဝင်ဘာပထမပတ်လောက်ကနေစပြီးတော့မိုးကုတ်ကနေဆွန့်ခွာလာကြတဲ့လူအုပ်ကြီးကဒီမြို့ရဲ့50ရာခိုင်နှုန်းကဆွန့်ခွာလာကြတာဖြစ်ပြီးတော့ရင်းနှင်းကြီးကားရင်းကြီးကလည်းဆက်လက်ဆုတ်ခွာနေကြတာလည်းရှိတယ်။ပုံမှန်ကွန်ကရစ်လမ်းတွေကနေဆုတ်ခွာနေကြတာလည်းရှိပါတယ်။ပလောင်ကျမ်းဖက်လမ်းနဲ့ကိုင်တပုံ DNA တွေကလည်းတစ်ဖက်မှာဆစ်ရှုံးသွားပြီဖြစ်တဲ့အတွက်တမ်ရော်ကိုမလိန်တပတ်လုတ်ပြီးတော့မိုးကုတ်မြို့ကိုအကျမ်းဖက်တွေလက်လွှဲပြောင်းမယ်လို့စီစဉ်ထားတာကိုလည်းတမ်ရော်ကရိတ်စားမိတဲ့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာဒုတိယပတ်ထဲမှာပဲဒီလာရှိုးမြို့ဆန်နကောင်ဟိုတယ်မှာတွေ့ဆုံပြီးတော့တတိပေးခဲ့တာဖြစ်ပါတယ်။ဒီလိုတတိပေးခဲ့တဲ့အတွက်ပဲမိုးကုတ်မှာပြန်လည်စုဖွဲ့မယ်။မိုးကုတ်မှာပဲဒီ uniform ပြောင်းဝယ်ပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်မယ်လို့တွေးဆထားတဲ့ပလောင်တွေရဲ့ရည်မှန်းချက်ကလည်းအာလုံးတဲတဲရည်သွန်ဖြစ်သွားကြပါတယ်။ဒါကြောင့်မလို့လဲမိုးကုတ်မြို့ထဲမှာရှိနေတဲ့ပလောင်လက်နက်ကိုင်းတပုံ DNL ကိုပလောင်အကြမ်းဖက်တပ်ဖွဲ့ဝင်အာလုံးကိုပလောင်ရဲတပ်ဖွဲ့ဝင်လို့ခေါ်တဲ့အကြမ်းဖက်တွေအာလုံးအပါဝင် ် NUG ပြည်ပြည်အုပ်စုရဲ့စုဖွဲ့မှုတွေကနေခံစစ်ပြင်နေတဲ့နေရာတွေကနေဆွန့်ခွာပေးနေရတယ်သိရပါတယ်။ဒါကဒီမိုးကုတ်မြို့နယ်ကြက်ပြင်မြို့ပတ်ဝန်းကျင်မှာသာရှိပါတယ်။ကြက်ပြင်မှာဆိုရင်လေဒီကြက်ပြင်ရဲ့ဘေးပတ်ဝန်းကျင်ကရွာတွေလူနေအိမ်တွေနဲ့တချို့သောအစွန်အဖျားရက်ွက်တွေမှာတော့ပလောင်အကြမ်းဖက်သမားတွေရဲ့ခိုင်းဘက် NUG ပြည်ပြည်အုပ်စုရဲ့တချို့သောအဖွဲ့တွေကတော့ခံစစ်တွေအကြီးအကျယ်ပြင်ဆင်နေရင်းနဲ့ပဲစခန်းချထားဆဲဖြစ်တယ်လို့သိရပါတယ်။ဝင်မှာ25ရက်နေမှာပလောင်တွေအားလုံးမိုးကုတ်မြို့ကနေမကြံ့ ခွေးကအစာကလေးအစုံပလောင်ခွေးကအစာပလောင်ကလေးအစုံအားလုံးမိုးကုတ်မျိုးကနေထွက်ခွာရမှာဖြစ်တဲ့အတွက်25ရည်နေနောက်ပိုင်းအချိန်တွေကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီမိုးကုတ်မျိုးကိုပြန်လဲဆွန့်ခွာရတဲ့ပလောင်လက်နက်ကိုင်းတပုံ DNL အတွက်ကတော့တကယ်ကိုအရှိုက်ကိုထိသွားပါတယ်။မြွေရင်းကြီးကိုရက်ပေါင်း460ကျော်ဖင်ခုထိုင်ပြီးတော့တွင်းထွက်တည်ရန်ဇာတာတွေဘရန်များတွင်းတွေကိုဧက1000ကျော်အမေရိကန်ဒေါ်လာတန်ပေါင်း1000ကျော်အထိရယူပြီးတော့တရမ်းဝင်တူဖုံမှုတွေပြုလုပ်ခဲ့တယ်။ NUG ပြည်ပြည်အုပ်စုကဇော်ဝေဆိုးနဲ့အတူ ဒီအခုမန္တလေး PDF မှာအာနာပြန်တင်ထားတဲ့စိုးသူရော်စော်ရုံးနဲ့သုံးပွင့်ဆိုင်ဝိုးကုတ်မှာရှိတဲ့အကျိုးစီးပွားတွေကိုခွဲလန်းနေချထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံရေးကထင်သလိုဖြစ်မလာဘဲနဲ့အကြမ်းဖက်တွေရဲ့တထွာတမိုက်လောက်မြင်းတဲ့အတွေးခေါ်နဲ့ပလိန်တစ်ပတ်လုံးနဲ့ငင်းညာရေးကိုအကြောင်းပြပြစ်ခတ်ရက်စဲရေးကိုအကာအကွယ်ယူပြီးတော့မိုးကုတ်ကိုအောက်ဖဲပြန်လန့်မှုမိုးကုတ်ကိုကလပန်ထိုးကိုစဉ်းစားနေတဲ့အခြေအနေတွေစဉ်းစားနေတဲ့ပုံစံတွေစဉ်းစားနေတဲ့စိတ်ကူးတွေအားလုံးကလည်းတည်တဲ့ရည်ဖြစ်သွားပြီဖြစ်ပါတယ် ဘလို့ပဲဖြစ်ဖြစ်မိုးကုတ်မျိုးကနေပလောင်နဲ့ဆွန့်ခွာရရုံပဲဆိုတဲ့ပေးထားချက်ကလုံးဝအပြည့်ထွက်တာပြီးဖြစ်ပါတယ်။ကုတ်ကပ်ပြီးနေနိုင်နေဆိုလို့ရှိရင်တော့မိုးကုတ်မျိုးတွေမှာဆက်လက်ကြံ့နေခဲ့တမ်ရော်ရဲ့လုပ်ငန်းစဉ်တွေနိုင်ငံဝန်ထမ်းတွေပြန်လည်ဝင်ရောက်လာပြီးတဲ့နောက်အုတ်ချုပ်ရေးရန်ရဲတခုလုံးကိုင်ပြီးတဲ့နောက်မှာတော့အကြံဖက်တွေနဲ့ဆက်နွယ်နေသူတွေအားလုံးကတော့လက်ပြလုံစွာနဲ့နေနိုင်ရင်ဆက်နေတယ်။ဒါပေမဲ့ နောင်ချိုကြောင်မဲ့တီဘောသုံးမျိုးလုံးကိုပြန်လဲထိန်းချုပ်ပြီးတဲ့နောက်အကျန်းဖက်ထောက်ဖို့လုံခဲ့သူတွေအားလုံးကတော့အချိန်တန်ရင်ဖန်စည်းခံရတာရှိတယ်အချိန်တန်ရင်စစ်ဆေးခံရတာရှိတယ်တာရကတွေရှိတဲ့အတွက်တမျိုးလုံးဒီပါတပြေကန်းတွေနဲ့အလောင်းတွေကိုကြိုဆိုခဲ့ကြတဲ့သူတွေအားလုံးကတော့အခုမိုးကုတ်မှာမရှိကြတော့ပါဘူးမန္တလေးကိုဆုံးခွာသွားတာတွေရှိတယ်ရွှေဘိုဘက်လက်ကိုဆုံးခွာသွားကြတာတွေရှိပါတယ်ဒီလိုဆုံးခွာသွားကြတဲ့ပြည်သူလူထုအမြင်ခံအကျန်းဖက်အားပေးတွေနဲ့အတူတူ NUG ပြည်ပအုပ်စုရဲ့တချို့သော PDF အဖွဲ့တွေကပါရောရောင်ပြီးတော့ဆုံးခွာနေကြရတဲ့ဆိုတဲ့သတင်းတွေလည်းကြားသိရတဲ့အတွက်ဒီမိုးကုတ်စစ်ပေးရှောင်တွေကိုတော့ညိုကြီးအရာတင်းတင်းကြပ်ကြပ်ဆောင်ရွက်တင်နေဆိုတဲ့အဖြေကိုလည်းထွက်လာပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီပလောင်တွေအတွက်နောက်ဆုံး end date ကတော့ဒါမဲ့နိုဝင်ဘာ30ရက်နေ့ဖြစ်ပါတယ်။ဒီမှာ30ရက်နေ့ကိုရောက်ပြီဆိုတာနဲ့တစ်ဆက်ကန်ဆွမ်းလာတဲ့မိုးကုတ်မြို့ရဲ့ပိုင်းနဲ့မိုးကုတ်မြို့ရဲ့ area တွေမှာပလောင်တွေအားလုံးခြေချွက်မရတော့ဖြစ်တဲ့ဆိုတဲ့အခြေအနေကိုတို့တွေကောင်းကောင်းနားလည်ကြပါတယ်။ ီနေရာမှာတတ်မှန်ဖြည့်ဆွတ်ပေးလိုတာကမိုးကုတ်မြို့မှာရှိနေတဲ့မြို့ကန်တွေစွန့်ခွာသွားကြတယ်ဆိုပေမဲ့မိုးကုတ်ကောက်ကွင်းမှာကပ်ပြီးတော့ဒီ brand များတွင်းတွေကြောက်တွင်းတွေခိုးတူးနေကြတဲ့အုပ်စုလေးအစုအဖွဲ့လေးတွေကြန့်ရှိနေသေးတဲ့တည်င်းကိုလည်းကြားသိရပါတယ်။ဒီအဖွဲ့တွေရဲ့ဒီကြောက်တူးကွင်းကတော့နိုဝင်ဘာ25ရက်နေ့မှာပဲကုန်ဆုံးသွားမလား။တက်မရိုစစ်ကြောင်းတွေပြန်လည်ဝင်ရောက်လာမယ်နိုဝင်ဘာ30ရက်နေ့အထိရတော့လောက်ပုတ်ကတ်တူးသွားမလား။ဒီလိုတနိုင်တပိုင်းလောက်ွက်တွေဒေသခံတွေကိုတောက်ခိုးတူးခွင့်ပေးတာတွေရဲ့နောက်ဆက်တွေ 80ရာခိုင်နှုန်းပေးရတာတွေကလည်းပလောင်လက်နက်ကိုင်းတွေပေးရတာဖြစ်တဲ့အတွက်ပလောင်အကြမ်းဖက်တွေကတော့မရရသလောက်ကြောက်ခဲရင်ချင်းနဲ့ယူသွားအောင်မှာပဲဖြစ်ပါတယ်။ဒီမိုးကုတ်မျိုးနဲ့ပတ်သက်တဲ့အခြေအနေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မိုးကုတ်ကနေပလောင်နေအားလုံးဆုံးခွာရတော့မှာဖြစ်ပြီးအကြမ်းဖက်တွေနဲ့ထောက်ပို့တွေအားလုံးကမျိုးကနေ truck ပါနေကြရပြီဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်စီဇန်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို